ငလင်းလှုပ်ပြီးနိုင်ရီပိုင်းအတွင်မြန်မာအတွင်ပထမဆုံးနိုင်ငံတကာအလှူရှင်ဖြစ်ယူရိုငွေနှစ်သတမ5သန်းကိုဥရောပသမဂ္ဂထုတ်ပြီးမြန်မာပြည်တွင်မြေငလင်းလှုပ်ခဲ့ပြီးနောက်ဥရောပသမဂ္ဂ EU က Humanitarian Air Break လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်းကိုစတင်လိုက်ပြီးနောက်ထပ်အကူအညီတွေပံ့ပိုးပေးခဲ့ကြောင်း EU ရုံးက AP2 ရဲ့မနေ့က Facebook လူမှုကွန်ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ် EU ရဲ့အထက်ပါအစီအမံကိန်းအရမနေ့ကပြန်သန်းပေးတဲ့ကုန်တင်ရင်ခီးစင်ဟာဒိမန်နိုင်ငံကိုပင်ဟေဂင်မြို့မှာရန်ကုန်တို့ပြန်သန်းထွက်ခွာခဲ့ပါတယ်။အဲဒီလေရင်မှာငလျင်ဘေးကုညီရဲ့အတွက်ရွေပြင်သေးတွေကလေးတငယ်တွေအတွက်အကာအကွယ်ပစ္စည်းတွေကျန်းမာရေးရေနဲ့တရှိရေးသုံးပစ္စည်းတွေအပါအဝင်တန်ချိန်80ရှိတဲ့ EU ရဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုတင်ဆောင်လာပြီးကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ထံပေးပို့သွားမယ်လို့တည်ရပါတယ်။ အဆိုပါပစ္စည်းတွေကို EU ရဲ့မိဖက်အဖွဲ့အစည်းတွေမှအစုဆောင်လက်ခံရရှိရင်းနဲ့ဖြန့်ဝေပေးရတဲ့အတွက်မန္တလေးမြို့ကိုပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ EU ဟာမြန်မာငလျင်တက်ရောက်မှုအကဲဖြတ်ချက်အစဉ်ပြေချောမွေးစေဖို့ကိုဗာနစ်ကဂျိုရုံဝန်ဆောင်မှုကိုစတင်ခဲ့ပြီးလူသားချင်းစာနာမှုအကူအညီယူရိုငွေ1.5တန်းစီစဉ်ခဲ့ပါတယ်။အပြီးနှစ်ရက်မှာ EU ကလည်းအပြည့်ပြည့်ဆိုင်ရာချက်ချင်းဒီ ICRC နဲ့ လက်ကျန်းဒီအသင်းများဖက်ဒရေးရှင်း IFRC အရေးပေါ်တောင်းဆိုချက်အတွက်နောက်ထပ်ယူရိုဝင်း9000ကိုလည်းပတ်ဖို့ပေးခဲ့ပါတယ်။နိုင်ငံဖြစ်ပွားပြီးနိုင်ရင်နိုင်ငံအတွင်းမှာပဲ EU ကမြန်မာနိုင်ငံအတွင်းပထမဆုံးနိုင်ငံတကာအလှူရှင်ဖြစ်ယူရိုငွေ1.5သန်းကိုထုတ်ပေးခဲ့ပါတယ်။ဒါကြောင့်2025ခုနှစ်အနှစ်ဦးပိုင်းမှာ EU ကခွဲဝေချမှတ်ပေးခဲ့တဲ့လူသားချင်းစာနာမှုအရေးပေါ်အကူအညီယူရိုငွေ33သန်းကို သိုးသွားစေပြီးစုစုပေါင်းယူရုံငွေ35သန်းကျော်အထိရောက်ရှိလာစေကြောင်းသတင်းထုတ်ပြန်ချက်ထံမှဖော်ပြထားပါသည်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။